အားလုံးပဲမင်္ဂလာပါဗျာ silent တဲ့ဒါမှဗျာလည်းကြိုးစိုးလိုက်ပါတခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရောဂျီဖိုင်ရရဲ့ပြောဆိုချက်တွေပေါ်ဆက်ဆူနေကြတာနဲ့ပတ်သက်ပြီးတုံ့ပြန်လာတဲ့ကြော်မျိုးမင်းရဲ့ရုပ်သံဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာကြော်မျိုးမင်းကဘလို့ကြောင်းလည်းပတ်သက်ပြီးတုံ့ပြန်ပြောဆိုထားတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံ့သက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်း silent တဲ့ဒါမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျတော်တို့ဒီအပိုင်းမှာ အဲအဖြစ်မနေပြောရမယ့်ကိစ္စတစ်ခုကတော့ကျွန်တော်ဟိုဘာပြောမလဲ G fire G fire နဲ့ G fire နဲ့ဟိုဖြစ်စင်တဲ့နောက်ဟိုတစ်ဖွဲ့ဖြစ်စင်ပေါ့နောက်ခုကိုကျွန်တော်ရှင်ပြအောင်လို့ဖြစ်တယ်ဆိုတော့ဗီဒီယို file နဲ့ကျွန်တော်ဖွင့်မပြချင်ဘူးဒါပေမဲ့အဲ G fire ပြောတဲ့ဟာလေးကိုတော့ကျွန်တော်ဟိုဘာဖြစ်လဲ G fire ပြောတာလေးနဲ့နောက်ဟိုလူငယ်တယောက် overflow ဆိုတော့ overflow festival ကဆို rapper ဆိုတော့ wing နဲ့ဘာကူ bang ဆိုတာပါလားနော်အဲအဲ့နှစ်ဖွဲ့ရဲ့လောက်ရခဲ့နောက်တစ်ခုကဒီ G fire လောက်ရခဲ့အဲ့နှစ်ခုကိုကျွန်တော်ရှင်ပြချင်တာဆိုတော့ G fire ကတော့ तू ကရှင်းပါတယ် तू ကပသိမ်မှာကျင်းပါတယ်တစ်ဆောင်တိုင်းပွဲတော့ မာ तू อ่ะဖြော်ဖြော်ဝဲမှာ तू ပြောတာ तू ပြောရတဲ့စကားလေးရှိပါတယ်အဲ့ဒါကိုလည်းပတ်သက်ပြီး G5 ကိုဝိုင်းပြီးတော့ဒီပြည်ပြင်းညီပိအုပ်စုတွေကညီပိအုပ်စုတွေကဝိုင်းပြီးတော့ဟို blame တာပေါ့နော် blame ပြီးတော့ bike ကလုချပါညာပေါ့ပြောပြောပြောတာတွေ့ရဆိုတော့ G5 ကိုအဲ့ညီပိတုပ်စုလုံးကဘာဖြစ်လို့အသေးတန်အဲ့လောက်ဒီဝိုင်းဝိုင်းတိုက်ခိုက်နေကြတာလဲဆိုတော့မေးခွန်းကိုကျွန်တော်စဉ်းစားတာပေါ့နော်ဆိုတော့ G5 ကဘာပြောလိုက်လို့လဲဆိုတော့ဆိုတော့ G5 ကရှင်းပါတယ် तू ပြောတာရှင်းတယ် तू video ခါနေကျွန်တော်တေချာကြည့်လိုက်တယ်ပြီးတော့ तू ကဒီလောက်ဒီလောက်ရှုပ်ထွေးနေတဲ့နိုင်ငံကြီးမှာကိုဟိုဟာအမှုပြန်သမားတယောက်အနေနဲ့ဘယ်လိုနေရမထိုင်မလဲဆိုတော့စောက်ချောက်မလဲဆိုတော့ तू ညာနဲ့စဉ်းစားတတ်တယ်တဲ့နော် ကိုမိကိုရလာတယ်ကိုမိပါတယ်ကိုကိုကိုမိပါတယ်ကိုမိတ်ဆွေပေါင်းတွေရောဘလို့ဆက်ဆောက်ရအောင်ဆိုသူအញ្ញမ်းနဲ့စဉ်းစားတတ်ပါတယ်အဲ့တော့သူပေးတဲ့ကလေးကိုကိုကိုမထိခိုက်အောင်နေပြီးနေပါအဲ့ဒါမှပဲကိုမိပါကိုမထိခိုက်အောင်လှုပ်ချွေးနိုင်မှာအဲ့လိုပဲမိမိပါဝင်ချင်ကိုမထိခိုက်အောင်လှုပ်ချွေးနိုင်မယ်အဲ့ဒီတော့မနောက်မှမိမိနိုင်ငံကိုပြောင်းလဲနိုင်မှာဖြစ်တယ်ဆိုတာမျိုး G5 ကပြောတာအဲ့လိုပြောလိုက်တာကို G5 ကိုပောက်ွက်နေတယ်ဆိုတော့ तू ပြောတာဘာမားတဲ့စကားလုံးပါလဲဆိုတော့မေးကုန်ပါကျွန်တော်တို့မေးရမယ်ရိုးရိုးလေးပဲ तू ဘာမားတာပါလို့လဲဆို G5 ပြောတာတလုံးမှမမအောင်ဒါမှန်တရားဒါပေမဲ့တစ်ဖက်ညီပေးအုပ်စုကြတော့ အဲ့လိုပြောလိုက်တဲ့စကားလေးကိုတော့ဆက်ဆက်တိမခံပဲ။ဒါကတော်လိုင်းရင်းကိုနှောက်ရက်ပေးတာဆိုတော့ကျွန်တော်စဉ်းစားတာဒါတော်လိုင်းရင်းနှောက်ရက်ပေးတယ်ဆိုတဲ့စကားလုံးတစ်လုံးမှမပေါ့။ဂျီဖာရှင်းရှင်းလေးပဲ။ဒီနေ့အခင်းချင်းမှာကိုဘလို့နေထိုင်ရမယ်။ကို့မသားသူဘလို့ကောင်းဆောက်ချောက်မယ်ဆိုတော့အုံတော်နဲ့သူစဉ်းစားတတ်တယ်လို့ပြောတာရှင်းရှင်းလေးပဲ။မှန်တယ်လေ။အုံတော်နဲ့သူစဉ်းစားတတ်လို့ तू ဟာဂရိတစ်ချီအေးစစ်စစ်ပြည်ထဲမှာနေထိုင်လုတ်ကင်စားတော့ပြီးတော့သူ့မိသားစုသူ့ကိုကိုသူဆောက်ချောက်တယ်။သူ့မိသားစုဆောက်ချောက်တယ်။သူ့ပေါင်းကြီးအတိုင်းပေါင်းဆောက်ချောက်တယ်။နိုင်ငံကိုလည်းသူ့ကြောင့်မထိခိုက်စေအောင်သူ့နေတယ်။ဒါမှန်တယ်ရပဲ။ဒါပေမဲ့အဲ့ဒါကိုနီးပိတ်တုပ်စုကြတော့ဂျီဖိုင်ယာကအဲ့စင်ပေါ်နေပြလိုက်တာကိုနီးပိတ်တုပ်စုကပောက်ကွဲတယ်။ ီမေးလ်လို့ပေါ့ကွာလေဘာလို့ဆိုတော့သူတို့တော်လိုင်းကိုထိခိုက်တယ်ပေါ့ဗျာလူငယ်တွေကိုလမ်းမှန်အောင်ပြပေးလို့ပြပေးရကောင်းလားဆိုပြီးလူငယ်တွေလူငယ်တွေကတော့ရှင်းရှင်းလေးပဲ G5 ကိုအားပေးတဲ့ပေးတဲ့ G5 ပြတော့ရှင်းရှင်းလေးလမ်းလမ်းရှိတယ် definition point လမ်းလမ်းရှိတယ်ဒီလမ်းကိုသွားရင်ဒီလမ်းဒီလမ်းကတော့ကိုယ့်ကိုယ်စောက်ချောက်တဲ့လမ်းတိုက်တဲ့လမ်းယူဒါပဲတဘောကရှင်းရှင်းလေးကိုယ့်ကိုယ်စောက်ချောက်မလားဟိုလမ်းကကိုယ့်ဘာကိုယ့်ဘဝကြီးပဲနင်းမောသွားမယ့်အောင်လုပ်လားကြိုက်တာလို့ G5 ကတော့နိုင်ငံရေးနဲ့နယ်ပြောတာမဟုတ်ဘူးသူကသူသူ့ကိုယ်သူယုံကြည်အောင်သူပြောတာသူယုံကြည်အောင်သူပြောတာအဲ့တော့တခါတည်းကျရင်ဒီမိုကရေစီလို့အမည်တပ်ထားတယ်လူ့ခွင့်လို့အမည်တပ်ထားတယ်အဲ့ဒီနီးပိတ်တအုပ်စုလုံးရဲ့စိတ်နေစိတ်ထားက တို့ယုံကြည်ရလူတယောက်ကကိုယုံကြည်ရအောင်ကိုပြောခွင့်မပြောလို့မပေးတော့ဘဲနဲ့ဒီကောင်ကလုံးဝဟိုဒီကောင်တိုက်ခိုက်ရမယ်ဆိုတဲ့ပုံစံနဲ့ဝိုင်းပြီးချီဖားကိုဝိုင်းတိုက်ခိုက်တော့တော်စစ်သားကြည့်ဖို့တည်တာပါအဲ့ဒီလူတွေပြောတဲ့ဒီမိုကရေစီကတကယ်မှန်လို့လားအဲ့လိုပြောဒီမိုကရေစီကတကယ်ဟုတ်လားစစ်သားကြည့်ဖို့လိုလားပဲနော်ဆိုတော့ဒါကရိုးရိုးလေးပဲအဲ့တော့ဒီနီဘိတ်တုပ်စုလုံးကသူတို့အလိုမလိုက်ဘူးသူတို့ ਨੇ ဆန့်ကျင်ဘက်လိုယူဆရဲဆိုရင်အဲ့ဒီလူပေါ်မှာဝိုင်းဝန်းပြီးတော့ကြီးကန်းများလို့ဝိုင်းတိုက်ခိုက်ဖို့ကထိတ်ဆုံးအဖြစ်ဖြစ်တယ်အဲ့ဒါကိုသူတို့ကဒီမိုကရေစီလို့သုံးပါတယ်ဒါကြောင့်ကျွန်တော်တခါကျဒီမိုကရေစီကိုမယုံကြည်ဘူးကျွန်တော်ပြောလိုက်တော့တခါတည်းမှဒီမိုကရေစီကိုမယုံကြည်ဘူးပြန်လူအုပ်ကြီးနဲ့ တချို့ကိစ္စတွေလူအကြီးနဲ့ဆုံးဖြတ်ရင်ယာချင်းလားဆိုတော့မေးကုန်ဒီလိုတချို့ကိစ္စလူလူချင်းဆုံးလို့မရဘူးကနော်ချစ်ချင်းလေးပဲလူချင်းဆုံးဖြတ်လို့မရဘူးချစ်ကိစ္စဥမာဆိုကြပါစို့ဗျာဖလိုင်းကြီးလေးထိုင်နေတဲ့ပင်လယ်ပေါ်မှာဟိုတင်မောမောင်းတတ်တဲ့သူကိုတင်မောကပတိန်ဖြစ်ခံမလားအဲ့လေပေါ်မှာပါတဲ့ရုပ်ချောတဲ့မင်းသားတယောက်ကိုနှာဘူးကြပြီးတော့အဲ့ကောင်ကိုကပတိန်ခံမလားဘသူသိမလဲဘသူကပတိန်ခံသက်ရှင်မလဲဘသူကပတိန်ခံသိမလဲအဖြစ်ရချစ်ချင်းလေးလူအကြီးနဲ့မဲပေးပြီးတော့ရုပ်ချောတဲ့ကောင်မဲ့လူတွေအများကြီးထောက်ခံတဲ့ကောင်မဲပေးပြီးတော့အဲ့ကောင်ကပတိန်လို့တော့ဟိုမှာမောင်းတတ်တဲ့ကောင်ကဘေးထွက်ထိုင်နေရပြီဆိုကြတယ်အဲ့တင်မောပေါက်ပါပဲ ဲ့တော့အဲ့တော့ democracy ဆိုလူအကြီးတိုင်းလူအကြီးနဲ့အများတိုင်းလူအကြီးပါပဲမှန်ချင်းဆိုရင်ခင်ဗျနောက်ပိုင်းမှာနောက်ပိုင်းမှာဘာဖြစ်လာမလဲဆိုတော့ကမ္ဘာမှာလူကြီးဘီလီယံ10ဘီလီယံရှိတာပဲ10ဘီလီယံရှိတာပဲနော်10ဘီလီယံရှိလာတဲ့အချိန်မှာကဲမဲခွဲကြပြီဆိုပါဆိုဘာသာကြီးလင်းကိုမဲခွဲကြပြီအများဆုံးဘာသာပါလဲအများဆုံးဘာသာပါလဲခရစ်ယာန်ခရစ်ယာန်အများဆုံးခရစ်ယာန် community ရှိတယ်အဲ့လို community ရှိတယ် islam community ရှိတယ်ဗုဒ္ဓ community ရှိတယ်အဲ့မှာဗုဒ္ဓဆန်ကဗုဒ္ဓဘာသာ community အသေးဆုံးအနည်းဆုံးကဲဆိုကြပါဆိုနမူနာပြောတာပေါ့နော်ကဲအဲ့လို democracy နဲ့မဲခွဲပြီးတော့ဘာသာတစ်ခုကိုဖယ်ရရေးဆိုရင်ပြုတ်သွားမှာကျွန်တော်တို့ဗုဒ္ဓဘာသာ လို့ဆိုကျွန်တော်အ ਨੇ ဆုံးလीလူကြီးနေဆိုကျွန်တော်မဲသားပေးကျွန်တော်မဲဦးရေကထားပါတော့မဲဦးရေကတပီလင်အောက်ပဲရှိမှာဟိုကောင်ကြီးကအများကြီးပဲအဲ့ဒါကြတော့ကျွန်တော်တို့တေချာပေါ့သွားပြီကျွန်တော်ပြုတ်ပါဒါဆိုရင်ဒီမိုကရေစီကမှန်သလားလူအုပ်ကြီးနဲ့မဲပေးတိုင်းလူအုပ်ကြီးလက်ခံတာကိုလိုက်ပြီးတော့လိုက်လို့ပေးရတိုင်းဒီမိုကရေစီလို့တတ်မှတ်လို့ရှိရင်အဲ့ဒီမိုကရေစီကကျွန်တော်တို့လူမဘဝအတွက်ကိုက်နေရလားကျွန်တော်တို့တအူးချင်းရက်တိရှင်တိုင်းတွေကိုက်နေရလားမျက်စင်းသားရောအဲ့တော့ဒီမိုကရေစီကျွန်တော်နားလည်တယ်ဒီမိုကရေစီကတော့ရှင်းရှင်းလေးပဲလူအများစုရဲ့ဆန္ဒကိုလည်းလိုက်နာမှာဖြစ်လို့လူနည်းစုရဲ့ဆန္ဒကိုလည်းလေးစားတာမှုထားရမယ်ဆိုတာဒီမိုကရေစီကျွန်တော်နားလည်တာ အဲ့တော့ဒီနိဗ္ဗိတ်အုပ်စုကြတော့မရဘူးသူတို့အုပ်စုကသူတို့ဘက်ကမရဘူးဆိုရင်အဲ့ဒီဒီဘက်ကအမှုပညာရှင်တွေအကုန်လုံးကိုတိုးနဲ့တိုက်ခိုက်ဖို့ကဒီနိဗ္ဗိတ်အုပ်စုကလုပ်တယ်အဲ့တော့အဲ့ဒီနိဗ္ဗိတ်အုပ်စုရဲ့ဒီမိုကရေစီကိုကျွန်တော်တော့မယုံကြည်ဘူးဒါကြောင့်ကျွန်တော်ဒီကောင်တွေနဲ့တအုပ်စုထဲမှနေတာဒီကောင်တွေနဲ့ကျွန်တော်ခွဲပြပြနေတာဒီကောင်တွေပြောတဲ့ဒီမိုကရေစီကိုကျွန်တော်မယုံကြည်ဘူးကျွန်တော်ယုံကြည်တဲ့ဒီမိုကရေစီကိုကျွန်တော်ယုံကြည်တာဒါကြောင့်ဒီမိုကရေစီမယုံကြည်ဘူးဆိုတော့ပြောရင်နိဗ္ဗိတ်နေတဲ့ဒီမိုကရေစီကိုကျွန်တော်မယုံကြည်ဘူးနိဗ္ဗိတ်နေတိဆောက်မဲ့နိုင်ငံတော်ကိုကျွန်တော်မလိုချင်ဘူးအဲ့နိဗ္ဗိတ်နေဆောက်နိုင်ငံတော်ကျွန်တော်သွားနေကြရတယ်ကျွန်တော်လည်းရှင်းထွားရင်တော့နိဗ္ဗိတ်နေဆောက်မဲ့ဆောက်မဲ့ဒီမိုကရေစီနိုင်ငံတော်မှာကျွန်တော်ဘာဖြစ်သွားမလဲဆိုတော့ဟိုဆိုကရတီလိုပဲကျွန်တော်လည်းကိုယ်ကိုတတ်တည်ရဘွားရောက်နေ ရှင်းရှင်းလေးပြောရအောင်။ဘာလို့ဒီနီဘေးတွေကမရဘူးကြ။တစ်ဖက်တစ်ဖက်ပိတ်နေမယ်။လောကတစ်ဖက်ပိတ်နေမယ်။တစ်ဖက်ပိတ်နေ။အဲ့တော့ဒီလိုတအုပ်ဆိုရင်ကျွန်တော်ဘယ်လိုမှဆင်ပြေဘူး။ဂျေဖိုင်တိုက်ခိုက်ခံရပြီ။ရှေ့မှာလည်းအမှုပညာရှင်တအုပ်ကြီးတိုက်ခိုက်ကိုနေတို့လိုတိုက်ခိုက်ခံရတယ်။ကိုကိုနေတို့တိုက်ခိုက်နေဝင်းမြင်းမြတ်ချူးလေးမင်းမြင့်မိုးစာချတအုပ်ကြီးတိုက်ခိုက်ခံရတယ်။အခုနောက်ဝုံမုံရွှေကြီးနောက်တခါမျိုးစုံပေါ့ဗျာ။တအုပ်ကြီးပဲတိုက်ခိုက်ခံရတာအများကြီးပဲ။အဲ့တိုက်ခိုက်ခံမှုအကုန်လုံးဟာနီဘေးအုပ်စုပဲလို့။အဲ့ဒီနီဘေးအုပ်စုတွေနဲ့ပြည်တွင်းမှာနေထိုင်တဲ့ပြည်တွင်းမှာလည်းဆက်ရှိဆက်လက်နေထိုင်သေးတယ်နေထိုင်တယ်။ပြီးတော့ဟိုကြောင်ချီးလိုမျိုးတခါလေဟို keyboard fighter လိုမျိုးပစိုးကြုံတွေလည်းသိပြတဲ့အုပ်စုလိုမျိုးသူတို့တွေကြိတ်ပြီးတော့ ီဘက်ကကိုပြည်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 နေပိနေတော့ပေါင်းပြီးဒီဘက်ကလည်းတော့ပေါင်းတော့နေတဲ့အဖွဲ့ကြီးရှိတယ်အဲ့ပြည်တွင်းမှာရှိကိုရှိတယ်ပြည်တွင်းမှာအမှုပညာရှင်တွေကြားထဲမှာမြုပ်နေတဲ့အဲ့ cell တွေကြားမှာအခု J5 ပေါ်တာမျိုး J5 one လောက်နေကြအုပ်စုဆိုလဲဒါတို့ဆက်ဆက်နေလိမ့်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတော့ဟိုနေရာလုံးငယ်ရပိုင်းကိုပြောခဲ့ပါတယ်အမှုပညာရှင်တွေစုစည်းရမယ်ညီညွတ်ရမယ်အမှုပညာရှင်တွေစုစည်းညီညွတ်နေဒီပြည်ပြည်နေပိအုပ်စုကိုဝိုင်းဝန်းပြီးတော့ကောင်တာပြန်နိုင်ခဲ့ရဲ့အဲ့ဒီနေပိနေပတ်သက်ပိတ်သွားလိမ့်ဥပမာဆိုကြပါစို့ပြည်ဟိတ္တိကပြည်ဟိတ္တိကဒီဘက်ကကြံနေခဲ့တဲ့ဒီဘက်မှာကြံနေခဲ့တဲ့အမှုပညာရှင်တွေကိုပြောက်ပြီးတော့ကလော်တော့လာတာတောက်လျှောက်ကလော်တော့လာတာ လော်တုတ်လာပြီးတော့ YouTube ကရတဲ့ပတ်စံလေးနဲ့ထမင်းရှာစားနေတာသူထမင်းလောက်ကကျွန်တော်တို့ကျွန်တော်တို့တွေရဲ့ဟွာနဲ့မကင်းဘူးကျွန်တော်တို့တွေအကြောင်းနဲ့မကင်းဘူးလူပညာရှင်တွေအကြောင်းနဲ့မကင်းဘူးသူထမင်းလောက်ကသူကထမင်းလောက်တိုင်ဟာသူထမင်းလောက်တိုင်ဟာသူများကိုပုတ်ချပြီးမှသူစားနေတာသူကသူမသူကသူတော့သူကသူတော့လူကောင်းလို့သူထင်ပေမဲ့သူကထမင်းလောက်တိုင်ဟာသူများတွေရဲ့ဘဝတွေကိုတိုက်ခိုက်ပြီးမှသူကစားနေတာဒီမှာပြင်းမှအေးအေးကောင်းကောင်းကောင်းလောက်ကန်ရှာဖို့စားတော့လေလာမျိုးရှာတော့ကောင်း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 ရှာဖို့စားတော့နေတဲ့လူပညာရှင်တွေရဲ့ဘဝတွေကိုတိုက်ခိုက်ပြီးတော့မှသူထမင်းလောက်တိုင်ဟာချုံနေနေတာအဲ့ဒီအချိန်မှာပြေးတယ်ကဘာမှမပြောရင်ပိုလွှမ်းပိုင်ကကင်တဲ့တာကိုပူပိုင်းတိထိုက်တော့ပြေးတယ်ကဘာတက်နိုင်သေးလဲ ြင်လာပြင်းစရာဘိုးပိုင်ပြန်တိထိုက်တော့ပြင်းစရာနဲ့အတန်းနဲ့လေးအတန်းတိုက်သွားတယ်အဲ့ဒါလို့ဟာနမူနာယူတော့ပြီးပြီးမိဘိအုပ်စုတွေတွေ့နေတာကိုဒီမှာရှိတဲ့ကိုနေတို့ဆိုကိုနေတို့ရဲ့ fan တွေမြင်းမြ fan တွေနေဝင်း fan တွေဝမုံချွေ fan တွေနောက်တစ်ခါဒီအချူလေးတို့မြမျိုးတို့ရဲ့ fan တွေပြီးတော့ဂျီနေတိုင်းတိုင်ရောတို့ဒူအောင်တို့အဲ့ကောင်တွေရဲ့ fan တွေအကုန်လုံးကပေါင်းပြီးတော့အခု Gfire fan တွေအဲ့ကောင်ကပေါင်းပြီးတော့မှ community ကိုတိဆောက်ပြီးပြန်တီးရအောင်အဲ့ကောင်တို့ပြန်တီးရအောင်တယောက်ကတီးရအောင်ပြန်တီးရအောင်အဲ့လိုဆိုဒီကောင်တွေနည်းနည်းလေးဘာဖြစ်သွားမှာနည်းနည်းလေးကောင်တွေညင်ကောင်းမှာပေါ့နော်ဆိုတော့ပြီးတော့အဲ့ပေးတဲ့တရားလည်းသိရမယ်ကို ချစ်တဲ့လူပြန်ရှင်ကိုစော်ကတိုက်ခတ်လာပြီဆိုရင်ပြန်ပြီးတော့ပြောနိုင်တဲ့ကောင်တာတစ်ခုပြန်ပြင်ဆင်ထားမှာမဟုတ်ရင်ပြည်ပြင်းညီပေးအုပ်စုလို့တမရအောင်ဒီကငင်ခံရတဲ့ဒီဘက်ကလူတုံကြီးကြောက်နေရတယ်ဆိုတာသိတ်ဆင်မပြေဘူးပေါ့နော်ပြီးတော့အဲ့တော့အခုဂျေဖာကိစ္စမျိုးပေါ်လာပြီနောက်ပြီးဘာလုပ်လဲလားမလို့ဆိုတာကျွန်တော်မသိဘူးဘယ်စကားကိုတည်အောင်လဲဘယ်လူပြန်ရှင်ကိုတည်အောင်လဲကျွန်တော်မသိဘူးအခုဒီဘက်မှာလူပြန်ရှင်ချင်းချင်းလေးဖိုက်ကြတာပဲမဟုတ်လို့ရှင်ဇာကားချင်းရှင်ဖိုက်တာမျိုးတွေရှိတယ်နောက်လို့ရှင်ဟိုတချို့မင်းသမီးတွေတချို့သေဆောင်တွေတချို့ဟာတွေရဲ့အောင်မြင်နေတာကိုတချို့တွေကမနာလို့မရှိသူတွေဆွဲချဖို့ကြိုးစားတဲ့ဇာတ်လမ်းတွေရှိမယ်ဒါတွေရှိမှာပဲအချင်းပါဒါပေမဲ့ နီးပိတ်တော့ဆိုနေတော့ပေါက်ပြီးတော့မိုင်းရဲလောက်တော့ဒီတော့မမမရိုင်းသိဘူးပေါ့နော်အဲ့လောက်ဒီမယုတ်ကန်းသိဘူးပေါ့ဒါကတော်တော်ဆိုးရကိစ္စအဲ့တော့ပေါ်ထုတ်ရေးယူရမယ်တာဝန်ရှိတယ်အစိုးရအာရမန်တယ်ပေါ်ထုတ်ရေးယူပါလိမ့်မယ်အဲ့တော့ဒါကြောင့်လဲခုနကဒီယူကောက်ဘွယ်ကိုစန့်ကျင်ကောက်တဲ့အုပ်စုတွေအကုန်လုံးကိုရှင်းလေးပဲအစိုးရခေါ်ယူပြေဆုံးပေးမြန်းစကားပြောဆိုပြီးတော့မှဟိုတချို့ဆိုရေးယူခံရတယ်တချို့ဆိုရင်ခုဒါပူပပေါင်းမလို့လုပ်လာတော့ပူပပေါင်းမလုပ်လာတာပေါ့နော်ဘယ်သူတွေမပူပောင်းလဲဆိုတာပူပပေါင်းမလဲဆိုတာကျွန်တော်နောက်ကြည့်ရမှာပေါ့နော်ဆိုတော့ဒါတစ်ချက်ပေါ့ဆိုတော့ဒီမှာ G5 ကိစ္စမှာတော့ပေါ်လင်းပြောတာနော် G5 ကသူ့ဟာသူသူ့ယုံကြည်သူပြောတာအဲ့သူ့ဒီမိုကရေစီနဲ့သူ့ရဲ့ human right အရဆိုသူ့မှန်တယ်ကျွန်တော်တို့နဲ့လည်းအမြင်တူတယ်ရှင်းရှင်းလေးပဲကျွန်တော်တို့အားလုံးကကိုယ့်ကိုယ်ကိုကောက်ဆက်ချောက်အောင် ဗုဒ္ဓလည်းကျွန်တော်ခေါ်ခဲ့ရပဲအတားကြီးကျွန်တော်နာထောက်တာကိုကိုကိုကကိုကိုရပါကိုကိုကိုကောင်ဆောက်ရှောက်မယ်ကိုကိုကိုကောင်ဆောက်ရှောက်မှနိုင်ငံကောင်ဆောက်ရတယ်ကျွန်တော်တို့လိုကိုကိုကိုဆိုရလူပုဂ္ဂိုလ်ရဲ့လူပုဂ္ဂိုလ်ရဲ့ပေါင်းဆက်ထားတော့မှနိုင်ငံဖြစ်တယ်လူတွေအားလုံးကကို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 နဲ့ပြန်ပေါင်းဆက်တော့ကိုကိုကိုကောင်းအောင်နေနိုင်ငံမှာကောင်းတယ်ကိုလိုလူတစ်ထောင်ကောင်းရင်တစ်ထောင်ချစ်တဲ့နိုင်ငံကောင်းတယ်တစ်သောင်းရှိတစ်သောင်းရှိနိုင်ငံကောင်းတယ်ကိုကိုကိုကောင်းအောင်နေရမယ်ကိုကိုကိုသူများတို့ကောင်မမိအောင်နေရမယ်အဲ့တော့ကိုကိုမိကိုကောင်းအောင်ကြိုးစားခြင်းနေမှာတိုင်းပြည်ကောင်းအောင်ကြိုးစားခြင်းကိုရှုရတာမိကိုကိုကောင်ဆောက်ရှောက်ခြင်းနေတိုင်းပြည်ကောင်းဆောက်ရှောက်ခြင်းကိုရှုရတာအဲ့တော့ပုံလင်းပြောရရင်တော့နီးစပ်ဆုံးကတော့ ပုဂ္ဂိုလ်ကောင်ဆောက်ချက်ချင်းနဲ့စပြီးတော့တဲရပါတယ်။ကိုသက်ရှင်နေမှာကိုတိုင်းပြည်ကိုဆောက်ချက်နေမှာ။ကိုတေမှာတော့ဘာလုပ်လို့ရမှာလဲဗျာ။ကဲနောက်တစ်ခုက G5 ပေါ်တော့မင်္ဂလာမလာမင်းဆိုတော့ remote နော်ကျွန်တော်ရမ်းကြိုက်ပါကျွန်တော်ရမ်းကျွန်တော်ကြိုက်တယ်ထင်ပါပါရမ်းတော့မဟုတ် sorry ကျွန်တော်ကြိုက်တယ်ထင်ပါပါပါလေဒီ remote ရဲ့အသင်းကြီးချွတ်လေးဟိုကျွန်တော်သူ့အသင်းကြီးမဆိုးတတ်ပြီမဲ့ကျွန်တော်သူ့အသင်းကြီးကြိုက်တယ်ဟိုမဆိုးဒီကောင်ဒီကောင်တော်တယ်ပေါ့ဒီလိုပဲကျွန်တော်ကဒီ remote ကကြည့် तू ဘာဖြစ်လဲ तू ယုံကြည်အောင် तू သွားလုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲဟိုမှာတော်တယ်မှာပဲဒီသွားတယ်တော်တယ်မှာဒီသွားတယ်အဲ့တော့ remote ကိုဒီသွားတာဘယ်နှစ်ရှိလဲ၃နှစ်ပြီးတော့၃နှစ်လောက်ရှိပြီထင်ပါတယ်နော်၃နှစ်နေပါဘူး ်စဉ်းစားကြည့်ဗျာကဲဘသူများအဲ့ရီမွန်သေးတဲ့ကိစ္စအောင်မှာဘသူကအများရီမွန်အတွက်ဆိုပြီးတော့ဝမ်းနဲ့ကြည်ဝဲခုလုပ်သေးတယ်ပြီးသွားပြီရီမွန်သာဆက်ရှိနေသူ့ရဲ့တချင်းကောင်းတွေအများကြီးကိုမြင်ရတယ်ရှင်းရှင်းလေးပဲကျွန်တော်ပြောနေတယ်ဗျာထွေထွေတွေကျွန်တော်တို့အလုံးသိတဲ့ဆရာငယ်ကြီးကိုဥငယ်ပေါ့နော်ဥငယ်ကသူလည်းတောခိုခဲ့တာပဲဥငယ်လည်းတောခိုဒါကြောင့်တင်းဆရာမြေမောင်အောင်ပြောခဲ့ပါတယ်သူလည်းတောခိုခဲ့တာပဲတောခိုခဲ့ပြီးမဲ့သူ ရှောက်တဲ့လမ်းကလွဲသွားပြီဆိုတော့မှားတယ်ပြောတော့မဟုတ်ဘူးသူရှောက်တဲ့လမ်းလွဲသွားပြီဆိုတာသိတဲ့အချိန်မှာဥငက်ကချက်ချင်းပြန်ဝင်လာပြီပြီးတော့မှပြန်နေပြီးသချင်းပြန်လုတယ်အေးစစ်ပြောတယ်အဲ့ဒီနောက်မှာသချင်းတအားကောင်းလာတယ်စပယ်ရှယ်ကောင်းလာတာတအားကောင်းလာတာအဲ့ဒါပြီးတော့အဲ့ဒီသူ့ရဲ့သချင်းတွေကသူတည်တည်ရှင်းတာပါလေဒီတည်ရှင်းတဲ့နေတယ်ရှိတဲ့အတွက်တကယ်လို့ကဥငက်လည်းတော်တယ်ပါပဲတည်သွားကြည့်ဥငက်ဖွင့်နေတော့တိတော့မသိတော့သူမသိဘူးလို့ခု remote သူတွေမေ့သွားပြီပြီးသွားပြီဆိုတော့သူတချင်းလက်ဆက်မဆိုးဘူးသူတိသားတွေလည်းမကောင်းအောင်ဆောက်ချောင်းနေသူချစ်သူလည်းသူမဆောက်ချောင်းနေဘုသူ့မှာသူမဆောက်ချောင်းနေတော်တယ်မှာသူတည်သွားရရှာတယ်ပြန်တွေ့ကြည့်သိနေမျောတာကျွန်တော်တအားနေမျောတယ်ကလူတော်လူတော်လူတော်အဲ့လိုလူတော်တွေဆုံးရှုံးမှကျွန်တော်ကစိုးတာ ဆိုတဲ့အတွက်ကျွန်တော်ကကိုကူကောင်းစောက်ချောက်ကြပါလူစပိန်တွေပြောတော့မယုံနဲ့ဒီနိုင်ငံရေးစားဖားတွေပြောတော့မယုံနဲ့နော်ဒီလိုမျိုးရှင်းပြရင်တော့တသားတည်းမနေပဲတော်တယ်မမနေပဲထွက်ပြေးရတဲ့ကောင်ကြီးရှိနေခုခင်ဗျားပြန်တွေ့ကြည့်ဒီဒီ J5 ရတာမတော်စားကဲဒီ online ပြောတော့ယုံပြီးတော်တယ်ဆိုတာကြီး J5 နဲ့တော်တယ်မှတည်သေးနေမှာဒါရှင်းရှင်းလေးသူယုံကြည်ရသူဆက်ပြီးနေတဲ့အတွက်သူဒီမှာအေးစစ်ဖြစ်တယ်အဲ့ဒါကအခုပြောနေတဲ့အကုန်တောက်ဆုံတော့ကြည့်လိုက်လို့ရှိရင်ခင်ဗျားပန်ဆယ်လုံးလည်းပြီးပါမှာပဲဘာမှလည်းထိုင်းနေစားတော့ပြန်မြောက်လာတော့ပန်ဆယ်လုံးလည်းပြီးပါမှာပဲအော်နေကောင်လည်းကောင်နိုင်ငံသားမကြီးရဲ့ဘယ်မှလည်းကျွန်တော်မြန်မာပြည်ရဲ့ဘယ်နယ်တွေမှာနေတယ်မနေဘူးတော့လည်းပြေးတာတန်းနေအောင်ပြေးတာ ဘာလို့သူတို့ကသူတို့ကသူကဝယ်ဆောက်ရှောက်သွားတာဒါကြောင့်ဒါကြောင့်တချို့တွေပြောတာလीမင်းဟိုဟာဘာလဲဟိုဟာဂျေဖာပြောတာတော့တော့ကြာနေပြီတယ်မှာဟိုအောင်ကြည်ညွန့်တို့ကတော့ဟိုဟာကိုကိုကောင်ကဆောက်ရှောက်နေတဲ့ဖြစ်တဲ့တက်ပြည်တဲ့နိုင်ငံသားဟုတ်လေတက်ပြည်လာတယ်ဟိုမှာသွားပြီးနိုင်ငံသားအေးစီသွားနေနေကြပြီပန်ဆယ်လိုတောင်ကြီးနိုင်ငံသားသွားနေပြီပြန်ကုန်မလားတော့လीမင်းကုန်တယ်လို့ပြန်မလားတော့လीဆိုရှင်းရှင်းပြောရရင်တော့သူတို့ကိုယ်တိုင်လက်နက်ကိုင်ပြီးထိဆုံးတာတိုက်နေပြီဆိုရင်တော့ဒါသူတို့ပြောတာဩသူတို့ပြောတာမှန်သားပဲပြောလို့ရရမယ်သူတို့ကချစ်ချစ်မြတ်လွတ်ကြွတော့သူတို့ကပြေးပြီးသွားပြီကြံခဲ့တဲ့ကောင်တွေကမင်းတို့ခြား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 ဖြောက်ကြည့်ပေးနေတာ ဒီကောင်တွေလည်းဘူးမသိကိုမျိုးတွေကောင်တွေလောက်ကြတော့အဲ့တော့ညံနေလို့ခံရတာခံရဖို့ယုံကြည်ချက်ခုနကဒီဟိုအုံနောက်ကိုမတုံးမဲနဲ့စိတ်ခံစားချက်တော့ရှောက်လိုက်တာကြာရင်ဘာဖြစ်လို့ဆိုတော့ကိုပဲထိခဲ့တာအဲ့တော့တချို့လူတွေစိတ်ခံစားချက်တော့ရှောက်လိုက်တာများသွားတယ်အဲ့တော့အလိုက်လုံးတဲ့ခါဘာဖြစ်လို့ဆိုတော့ခုနကလူလိန်တွေရဲ့လိန်ချင်းခံရပြီးတော့တော်တယ်မှာပဲလူလူမသိရအောင်ဖြစ်ကုန် ဒါရှင်းရှင်းလေးပဲအခုဒါတန်ဖြစ်တယ်ခင်ဗျဒါကြောင့် J5 လောက်လာတော့ကျွန်တော်တို့ J5 ပြပြတော့ J5 မှာ J5 မှာကျွန်တော်ရှိပါတယ်ကျွန်တော်ပြည်တွင်းပြရှင်နေနေလေ J5 ပြတော့တီအချာစဉ်းစားပြီးတော့မှဟုတ်တယ်ငါတို့မှန်တယ်ဆိုတာမျိုးပြန်ပြောကြဖို့လိုတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီနေ့မှာပဲဒီရက်ဘက်မှာထပ်ပြီးတော့နောက်ထပ်တက်လာပြီး J5 အဲ့ဒါဘာလဲဆိုတော့ overflow festival ဆိုတဲ့ဟိုပါဘောနော်အဲ့ဒီဟို show ပွဲပေါ့နော် show ပွဲလိုပဲခေါ်မလားပေါ့နော်အဲ့ show ပွဲလာလိုက်လို့တယ်လို့လည်းကျွန်တော်ကြားတယ်ကျွန်တော်အဲ့ပွဲတွေမသိဘူးငယ်လဲငယ်လို့လာတော့မသိဘူးကျွန်တော်လည်းမသိဘူးအဲ့ရောထပ်ပါတော့နော်ဒီပွဲတွေကခဏခဏလုပ်တယ်လို့ကျင်းပတယ်လို့သိရတယ် so overflow festival ဆိုတာကအဲ့ပွဲမှာမနေ့ကနိုဝင်ဘာလနေ့ညမှာလုပ်သွားတဲ့ပွဲက ီနေ့ TikTok တွေ Facebook တွေမှာ viral ဖြစ်လာတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာပါတဲ့ rapper ဆိုတော့နှစ်ယောက်ကပြောသွားတဲ့စင်မွန်းနဲ့ပြောသွားတဲ့ဇာတ်တွေကမကြောက်ဝင်မနာတာရှစ်ဖို့ကောင်းတဲ့ကိစ္စတွေဖြစ်နေတယ်။ရှစ်ဖို့ကောင်းတဲ့ကိစ္စဖြစ်နေတယ်။ဆိုကြပါစို့ဆိုတော့ wing ဆိုတဲ့ကောင်းလေးရဲ့နောက် barko bain ဆိုတာကလည်းကျွန်တော်မခေါ်တတ်ပါဘူး။ BKH ကို BIM ဆို BIM ကတော့ bain ပေါ့နော်။ BH ဆို barko လို့ခေါ်မလား။ BKO လို့ခေါ်မလား။တိုက်တူလို့ခေါ်ပါနော်။အဲ့တော့အဲ့ဒီကောင်းလေးတစ်ယောက်ကတွေ့ပြီးတော့သူတို့အဖွဲ့လိုက်ကြည့်ပါဦးဆိုတဲ့ချင်းဆိုတဲ့ချိန်မှာအဲ့မှာဆိုတော့ wing ဆိုတဲ့ကောင်ကပြောတယ်။ဘာလဲဆိုတော့သူတို့ရဲ့ဇာတ်ကတော့ကျမ်းပါလေ။ကျမ်းတယ်တော့ကျွန်တော်ညွန့်ပြကြည့်ဘူး။ဒါပေမဲ့ကျွန်တော်နေပြောတဲ့ပုံစံကြီးကတော့တော်တော်မိုက်ရိုက်နေတဲ့အတွက်ပြောရရင်တော့ ဟိုမိုင်းရတယ်ကျွန်တော်ဒါပြောပါဘောနော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်ပြီးတော့အခုဗတိမှန်မြေကြီးကလူတွေမှာလဲမေးကုန်ပြီမီဒီယာတွေမေးကုန်ပြီဒီလိုမျိုးစင်ပွားနေပြီးတော့တိတ်သက်ကိုစော်ရတယ်အများပြည်သူစော်ရတယ်လို့ပြောရတဲ့စကားတွေကိုယွန်စရာကောင်းတဲ့စကားတွေယဉ်ကျေးမှုနဲ့မသိမြော်တဲ့အကားရောဖြစ်တဲ့အရာပြောရတာဘယ်လိုရည်ယူမလဲလို့မေးကုန်နေမေးကုန်ပြီအဲ့တော့မီဒီယာတွေကမေးပြီသက်ဆိုင်အာဏာရှင်ဖွဲ့စည်းတဲ့တခုပြဖြစ်ရတော့မယ်အဲ့တော့သူကဘာလဲဆိုတော့ဟိုလက်ကိစ္စတွေပါတယ် ကုန်းတော့လို့မျိုးတော်ပေါ်ပြကြည့်ပြောတော့ဒီကအဲ့နောက်တက်ပိုမြင့်နေဆိုကုန်းတော့ဆိုကုန်းတော့ကြီးအစင်မကျဲတယ်ပြီးလည်းပြီးတော့နောက်တက်ပြောတဲ့စကားမှာပိုဆိုးတာမိန်းကလေးဆိုရင်မချောင်းမနာသားကြီးပဲအဲ့ပွဲထဲမှာရှိနေတဲ့မိန်းကလေးတွေကအဲ့ဒါကိုလက်ခံကြသလားအဲ့ပွဲထဲမှာရှိတဲ့အမျိုးသားတွေကလက်ခံကြသလား तू အဲ့လိုပြောတော့စင်မအဲ့လိုပြောတော့ရယူလက်ခုပ်တီးပြီးအားပေးကြတာလားဒါမှမဟုတ်အဲ့ဒါကြီးကမတင့်တော်ဘူးဆိုတာမျိုးမတွေးမိကြဘူးလားဒါမျိုးကဒီလိုပွဲမျိုးသပိတ်မောက်အောင်နောင်ဆိုဒါမျိုးပွဲမကြည့်ဘူးကွာဒါလိုမရိုက်နေတဲ့စကားကြီးပါလေမကြည့်ဘူးကွာဆိုတာမျိုးလူငယ်တွေသပိတ်မောက်အောင်ဒါသပိတ်မောက်အောင်လူငယ်နောက်တစ်ခုကဒီပွဲမှာတက်ဆိုတဲ့သူတွေက ရှင်းပြောရအောင်စင်မော်တက်ပြီးလို့စော်ကားမရိုက်နဲ့ဒီရုပ်ရင်းကြမ်းကန်းတဲ့စကားတွေပြောတော့ကျွန်တော်တို့စဉ်းစားကြည့်တာပေါ့နော်တို့တို့မှလည်းအမေတွေဖြစ်ရှိမယ်မောင်နှမတွေရှိမယ်ကျွန်တော်အဲ့အစော်တော်မှာညီမတွေအမတွေရှိလာတော့မသိဘူးနော်လူဆိုတာအမျိုးတွေရှိတာသူတို့မှာနှမတွေရှိတယ်ဝင်းဝဲရှိတယ်အရင်ရှိတာသူနှမတွေရှိမှသူအဲ့လိုပြောကြည့်ပါလားအဲ့ဗီဒီယိုကထက်ခါတက်ခါဖွင့်ပြကြည့်သူနှမတွေရှိမှတော့ဖွင့်ပြကြည့်တယ်နော်သူအမေတွေရှိမှဖွင့်ပြကြည့်တယ်သူ့ရဲ့အမျိုးတွေတိုင်းဝန်တွေရှိမှဖွင့်ပြကြည့်တယ်အဲ့ဗီဒီယိုကထက်ခါတက်ဖွင့်ပြပြီးတော့ဖွင့်ပြပြီးတော့ကဲခင်ဗျားတို့သားခင်ဗျားတို့သားကြည့်တဲ့စင်မော်တက်ကိုပြောရတယ်ခင်ဗျားတို့သားလူလိမ္မာလေးလားတကယ်လူလိမ္မာလေးလားဒါဒါပြောတယ်လားအဲ့လိုတောက်ရှာဖွင့်ပြဘာကြောင့်ဆို ိုလှုပ်တက်လို့ရတာမှားလားမှန်လားမသိဆွတ်ဆက်ပြီးတော့မူးနေလားဆေးယူနေလားကြောင်နေလားဘာလားမသိရှောက်ပြောတာကြီးကအများကြီးဆိုတော့မသိတော့ဘူးဆိုတော့ဟိုတည်တယ်ပြောတော့တာမှတော်တော်ကိုစိုးစိုးဝိုင်းပါဟိုဘလို့မှတော်တော်နားမခံတာဘူးနားမခံတာဘူးလူပဲဗျာလူနဲ့လင်ကမခင်းပါဘူးလူတိုင်းလင်လင်နဲ့မခင်းပါဘူးလူတိုင်းယောက်ျားလေးမန်နေမိန်းကလေးမန်နေအရွယ်တခုရောက်ပြီးဆိုလင်းဆက်ဆံဘူးလေသူကြီးပဲဒါပေမဲ့ကျွန်တော်ပြောချင်တာအပြောလူကြီးတွေပါဘူးကောနော်ဒါတော့အဲရှိဘူးလေသူကြီးပဲအဲ့တော့ရှိတယ်ဒါတွေကနိုင်ငံလူတိလူတွေကြားထဲမှာရှောက်ပေါက်ကြရပြောမြအောင်မဟုတ်ဘူးလေမဟုတ်ဘူးလေခင်ဗျာဘလို့ တို့တက်ပါတယ်ဘူးဘူးနိုင်ငံမှာတော့အဲ့လိုမပြောပါဘူးဗျာတကောင်ကြီးကတပတ်ပတ်ဆက်ကြီးတက်ပြောတယ်ဆိုတော့သူတို့ရဲ့စိတ်အခြေအနေကပုံမှန်မဟုတ်ဘူးလားအဲ့ဒီအချိန်မှာ तू တခုခုတုံးထားသလားဆိုတတရရကျွန်တော်ဖြစ်လာဖြစ်လာပြီးတော့ဒီလောက်မယဉ်ကျေးကျေးကားတဲ့ကောင်တွေဘာလို့စင်ပေါ်တင်ပေးတာလဲစင်ပေါ်တင်ပေးတဲ့ပွဲချင်းပါသူတွေဘာလို့အပေါ်တင်ပေးတာလဲဒါကြီးကတက်တော်သလားမတက်တော်လားမသိတော့ဘူးလားနော်ဒါတစ်ချက်ပေါ့နောက်တစ်ခုကအဲ့ဒီဗီဒီယိုဖိုင်ကနောင်တပမျိုးသားတွေဆက်ရှိနေဝင်ဆိုပါလို့ခမအဲ့ကောင်ရောက်မိမ့်မှရမယ်ကလေးတွေမွေးလာ तू သမီးကိုအဲ့ဒါဖွင့်ပြမယ်သူ့ရှေ့မှာ तू သမီးကိုဟိုသူ့ရှေ့မှာကျွန်တော်အဲ့ဒါပြန်ဖွင့်ပြမယ်ဒီကောင်မလို့နေမလဲနော်နှစ်တည်ကြာတဲ့အခါ သူ့ video ဖိုင်သူပြန်ကြည့်ပြီးတော့သူဘလို့နေမလဲရှက်ကောရှက်တတ်မလားရှက်တတ်ပါမလားဒါကြီးငါမပြောသေးဘူးပြောသေးတယ်သူစဉ်းစားတတ်ပါမလားအခြေခံပေါ့နော်ဆိုတော့ပုံမှန်စိတ်ချင်နေရှိတဲ့လူကြောက်ဆိုရင်ဒါမျိုးတက်ပြောတဲ့အကြောင်းမရှိဘူးအဲ့တော့တခါကျရင် rapper rapper နဲ့ရှင်းပြရင် rapper rapper နဲ့ဟိုတောင်တောင်ထထလုပ်တဲ့ကိစ္စကြီးချုပ်ကိစ္စတွေက rapper အတိုင်းမှတစ်ခုလုံးထိခဲ့တယ်တချို့တောင်တောင်ကောင်တွေကြောင့် rapper အတိုင်းမှတစ်ခုလုံးထိခဲ့တယ်အဲ့တော့ rapper အတိုင်းမှလည်းဒါကိုကန့်ကွက်ရတယ် နော်တန့်ွက်ရမယ်အဲ့တော့အခုဘာဖြစ်လဲဆိုတော့မှဟိုဆိုတော့ယုံလေးတွေပါလို့ဆိုသူ Facebook မှာတက်ရင်းနဲ့တွေ့ပါလေဟိုအစတော့ယုံလေးကလည်းအစတော့ရှူးရှက်ရှူးရှက်နေကြီးတယ်နောက်ကျတော့အိုက်ကလေးရဲ့မိဘတွေကအဲငလင်တော့ကပါဝါတွေလို့ဘာလို့နောက်လျှောက်ကြီးတယ်ဘလို့ကြီးကြီးဒါကြီးက तू လည်းမကြိုက်ပါဘူးလို့ပြောတယ်နည်းနည်း तू ပထမတစ်ခေါက်ကြီးတော့တန်ရှင်းမြင့်တယ်နောက်တစ်ခေါက်ကျတော့နည်းနည်းညော့သွားတယ်ဘာကြောင့်လဲတော့ညော့သွားတယ်အဲနောက်နောက်ပိုင်းကြီးသူကြီးပဲကြီးတော့မှာ တော့ဒီလိုမျိုးကိစ္စမျိုးတွေကိုကျွန်တော်တို့ကလက်ခံလို့မရဘူးဆိုတာတော့နံပါတ်1ကပြောချင်တယ်နော်။အမကိုနိုင်တော်တို့ပါဆိုလေဒါမျိုးတွေဆေးမှာပြောခွင့်ပြုထားတယ်မတားဆီးကြတော့ဆိုရင်ねကျွန်တော်တို့ကအမှုပြန်သွားတော့တော့ပြောသေးတော့ပါဘူးတဲ့။အတန်ကြီးလည်းမခွင့်ကြပါနဲ့တဲ့။ဘေးကနေခလေးတွေနောက်ထပ်လို့မသိမ့်ပါဘူးဆိုတာမျိုးဒီဒါဂီတာနိုင်စောကိုနိုင်စောလို့ကိုနိုင်စောတို့ပါဆိုဒီလိုပြောလာတယ်။ဆိုတော့ဘာလို့ဆိုဂီတာလောကကဟိုဝိုင်းသပိုင်းဆရာကြီးဆိုကိုလိုကဓာတ်ရုံနားထောင်ပြီးတော့ဘလို့မှသူ့ကိုမပြူးဆိုတော့ပြောတယ်။ဒါမှမဟုတ်ဘူးလေ။ဒါဒါတော့အမှုပညာရှင်မဟုတ်ဘူး။ဂီတာသမားလည်းမဟုတ်ဘူးလေ။မင်းတို့ကြီးရပါလေ။ဖြစ်လာပြီ။ဖြစ်လာပြီနော်။ဒါဒါမသိမ့်တော့ဘူးဆိုတော့ပြောလာကြပြီ။ ဟိုမင်းနမမောင်နှမတားမိတော့ထိုင်တာတော့မကောင်းတဲ့တချင်းတို့ကြာဒါတချင်းဆိုတာမဟုတ်ကြာတချင်းကတမျိုးဟိုကစင်မွားနေပြီးပေါက်ပြရပြောပြတာဆိုတော့အဲ့ဒါဆိုတယ်အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ခုဒီမှာ overflow festival ရဲ့ facebook page ကဘာပြောလဲဆိုတော့လက်တော့ဖြစ်ပေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ overflowing ကနေအမှုညတောင်းမှပါတယ်တဲ့နော်မထင်မှတ်ထားပဲဖြစ်ခဲ့တာဆိုပေမဲ့လူမျိုးရေးနေရမသိတော်တဲ့ဇာတ်ကလေးအတုံးတုံးကြီးပါသလိုယဉ်ကျေးမှုရလေဆိုအကြီးတန်ဒါကြောင့်ဒီကိစ္စမျိုးနောင်နောင်မဖြစ်အောင်ဘယ်တော့မှမဖြစ်အောင်တေချာချက်မှတ်သားကိုခရီးပေးပါတယ်တဲ့ ဒီအတွက်ကြောင့်လည်းဒီနေ့ပွဲအရင်စပြီးတော့နောက်ပိုင်းပွဲတွေစပြီးတော့အစောဝင့်နဲ့ဘတ်ခိုဘိန်းဆိုတဲ့ဟိုပုံကိုယ်လေးကို overflow နဲ့လက်တွဲဖြုတ်လိုက်ကြအောင်တီးပြပါစေတဲ့ဆိုပြီးတော့အားလုံးပေးတဲ့သူချင်းသူကိုလည်းကျေးဇူးတင်နေတောင်းတောင်းပါပါလို့ဆိုပြီးသူကြီးထားတယ်။နော်အဲ့ဒီ wing ဆိုတဲ့ကောင်ကလည်းသူ့ရဲ့ physical ကနေတင်ထားတယ်။မနေ့က overflow မှာကျွန်တော်ရဲ့သူဆိုပြေမှုကြောင့်လည်းမြို့ပပြီးစင်အောင်ဖြစ်စေခဲ့တဲ့အတွက်အနည်းငယ်တောင်းပါတယ်။ထပ်ပြီးနောက်နောက်ပြောင်းစင်ကြပါမယ်လို့ကြီးပြပါတယ်ဆိုပြီးတော့သူကလှုပ်ထားတယ်။ဆိုတော့လူဆိုတာအဲ့လိုလုပ်မှအောင်မြင်အောင်အဲ့လိုလုပ်တောင်းမယ်နဲ့တောင်းမှပြီးကြီးသွားတယ်။ပြီးရင်နောက်တစ်ခေါက်ပြန်လာမယ်။မူးလာရင်ပလက်ကျော့လာရင်ပြန်လုပ်မယ်။ ူရမလားဗျာဆိုတော့စနတ်ကြည့်ပေါ့ဆိုတော့ဒါကြတော့လေဟိုခွင့်ပြုပြီးလေခွင့်လွတ်ပေးချင်အောင်အချိန်ချင်းကမရိုင်းတတ်တဲ့လူသားတချို့ကြောင့်တချို့ကိစ္စတွေကနောင်ကျင်လောက်ရတယ်ဆိုမျိုးဖြစ်လို့ဖြစ်လာဖြစ်လာဟိုမှာဆိုကြပါစို့ brighter mighty ခွင့်လွတ်ပေးလိုက်တယ်ခွင့်လွတ်ပေးတဲ့ဂျားတွေအချိန်ချင်းကစော်ကားတယ်စော်ကားတော့ခုပါလေထောင်းနေမြောက်သွားတယ်ဒါတော်တော်ကိုဆိုးလုံးလုံးထောင်းနေမြောက်သွားတယ်ဆိုတော့ဒါကြတဲ့တချို့ခွင့်လွတ်ချင်းတွေကတချို့ခွင့်လွတ်ချင်းတွေကထိုက်တန်တယ်တချို့ခွင့်လွတ်ချင်းတွေကြတော့နောက်တစ်ခေါက်စော်ကားခံရဖို့တော့ဖြစ်စီတယ်အဲ့ဒါလေးလေအစိုးရအနေနဲ့သိထားဖို့လို့တချို့ကိစ္စလေးကြရင်တော့ခွင့်လွတ်ခွင့်လွတ်လို့ရပါတယ်ဒါပေမဲ့ဒီလိုတွေကိုကြိုးတော့ချီထားမှရမယ်တခုခုတည်းတော့ချီထားမှာမဟုတ်ဒီလိုနောက်ဆိုဒီလိုဘယ်ချင်းစော်ကားမလို့ဆိုတာမသိနိုင်ဘူး အဲ့ဒါမျိုးတွေရှိရပေါ့ဒါကြောင့်ဒီကိစ္စမျိုးတွေကြတော့ဝိုင်းဝန်းပြီးတော့အမှုပြတာဝန်ကိုလည်းရှုတ်ချဖို့လိုတယ်ဒါမျိုးတွေနောက်ဘူးမလို့ရအောင်လုပ်ဖို့လိုတယ်ရှေ့မှာလည်းအမှုပြချင်းအချို့ထောင်ထဲကြကုန်ကြပြီဆိုတော့ချို့ထောင်ထဲရောက်ကုန်ကြတာရှိတယ်တူတူထွက်ပြေးနေရတာရှိတယ်ရှောင်ပြေးနေရှိတယ်သူတို့သူတို့လောက်တာလေးကဒီကောင်လေးတော့မကြမ်းပါဘူးဒါတော့ပြည့်ရန်တော့လွှားနေရတယ်ရှိပါတယ်ဆိုတော့ဒါကြောင့်တစ်ခါကြရင်လည်းဟိုအချို့ show ပွဲတွေ season တဲ့သူတွေပါရင်ဒါတွေကိုလည်းအားလုံးဖွဲ့စည်းနေတဲ့တရားတော့ကြက်မှာရမယ်မင်းတို့ပွဲတွေမှာစေးတုံးလာမှုဆိုတော့ဝင်းစစ်ဟမ်အဲ့လိုလုပ်မှာရမယ်တချို့ရတယ် နော်တခါကြရလေဒီနေ့တော့ဟိုထိမ့်ကြောက်မှုတို့တော့ဗျာနော်ဒီဒီမြန်မာယဉ်ကျေးမှုနဲ့မဆိုင်ကြရဖြစ်ကုန်တယ်ဆိုတော့ဒါတော့ရုံးဖို့ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်เนาะအဲ့တော့ဒီဗီဒီယိုဖိုင်ကိုခင်ဗျားတို့အနေနဲ့မြင်ရင်လည်းဖတ်မကြည့်ပါနဲ့အတွေ့ရင်လည်းကြော်လိုက်ပါမကြည့်ပါနဲ့အားလည်းမပေးပါစေနဲ့ပြီးတော့ဒါမျိုးတွေကိုနောက်ထပ်အမပေးမိအောင်အဲ့ဒီအဲ့ဒီ festival ပွဲမျိုးကိုရှောက်ချပါပြစ်တင်ပါပြီးနောက်အမပေးမိအောင်ညီကြပါဒါကျွန်တော်ပွင့်နေပြောတာဆိုတော့အဲ့ပွဲချပါတဲ့သူတွေအနေနဲ့လည်းဒါမျိုးနဲ့နောင်ကျင်သွားစီချင်ပါပြီပွဲချပါတဲ့သူတွေနော်ဒါမျိုးဟိုပွဲချပါသူကအပြစ်ရှိတယ်ဆိုလည်းညှို့ပြထုတ်လို့ပွဲချပါသူကလည်းအပြစ်ရှိတယ်ဆိုပြောရကောင်မလေးဖြစ်ရှိတယ်။နောက်ဒါမျိုးဘယ်ကောင်လို့လို့လို့မရအောင်ပြီးတော့ rapper ဆိုတဲ့ကောင်တွေကိုတော်တော်များ စကားငါးလုံးမပြည့်ဘူးငါးကောင်ပြောရင်သုံးလောက်ဆဲပြီးနေပြီဆိုတာဒီလောက်ထိဒီစိုးတာပဲအဲ့ဒါစိုးတာအဲ့ဒါမိမတွေမတင်တာလားမိမတွေကလည်းတေချာဒါကိုတင်ပြရမှာမသိတာလားဒီ society ဒီလိုပြစီသွားတာဘယ်လိုလုပ်မလဲကောဆိုတော့နောက်တစ်ခါကိုမိမတွေအဖြစ်ရောဒဒဒဒဆက်ဆိုရိုက်ဆိုင်ပြောနေမှာလားအဲ့ဒါလူရင်ကြီးလားတကယ်ကိုအစ်တန်းရှိရလူလားအစ်တန်းရှိရလူဆိုတာနှုတ်ကနေစကားငါးကောင်ပြည့်လို့သုံးကောင်လောက်ဆဲပြီးသွားဆိုတာအစ်တန်းရှိရလူမခေါ်ဘူးကြာအဲ့ဒါလူပညာတယ်မကလို့လူပညာသမားမကလို့ဘာကောင်ဖြစ်ဖြစ်ဗျာနိုင်ငံတော်ကြီးကြီးတွေတာသမီတွေဖြစ်နေပြီဆိုဘယ်ကောင်ဖြစ်နေပြီဆိုအစ်တန်းဆိုတာဘာနဲ့လဲဆိုတော့ကိုပြောတဲ့စကားတွေကြီး စကား၅လုံးအောင်ပြူနှစ်ခါလောက်ဆဲပြီးတော့၃လောက်ဆဲပြီးတော့အဲ့တော့လူလုံးလူတကယ်ကိုအဲ့ကောင်လူမှုအစင်တန်းနေကြတယ်လို့ခေါ်တယ်အဲ့တော့တချို့ကိုကိုကိုတိကြလို့ပြောချင်တာပါတချို့လူတွေကိုကိုတိတယ်ချင်လို့ပြောတာနော်ဒါလေးကကြုံကြိုက်လို့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့ဒီ TNL ကိစ္စလေးကျွန်တော်ဒီနေ့အဆုံးသတ်ပါမယ် TNL ကိစ္စအချို့ပါဘူး TNL တွေကဘယ်နေ့နောက်ဆုံးသတ်မလဲဆိုတဲ့ပြတင်းပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောမယ် channel ရမိုးကောကနေဘယ်နေ့နောက်ဆုံးသတ်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ October 30ရက်နေ့ကမိုးကောမြို့မှာရှိတဲ့တက်ဆိုင်ရာသူတို့ရဲ့အုပ်ချုပ်ရေးအာဏာရေးအဖွဲ့အစည်းတွေပေါ့ TNL အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့30ရက်နေ့ကတွေ့ဆုံတဲ့ပွဲမှာအဲ့ တီအန်အယ်လေးထုတ်ပြောတာလေတို့ကဘယ်နည်းစုပ်လဲဆိုတော့20ရက်နေမှာမိုးကောက်ကနေပြီးတော့တက်တယ်သူ့တီအန်အယ်လေးတွေစုဆဆုပ်ခွာမယ်တဲ့နော်တီအန်အယ်လေး20ရက်နေမှာစုပ်ခွာမယ်25ရက်နေမှာနောက်ဆုံးထားပြီးစုပ်ခွာမယ်ဒီလာမဲ့ normal 20ရက်နေမှာစုပ်မယ်25မှာတော့လောကနောက်ဆုံးထားပြီးစုပ်မယ်ဆိုတာမျိုးပြောတယ်ဆိုတော့ပြောတယ်9ရက်တွင်ပြီးစုပ်မယ်ဆိုတာမျိုးပြောတယ်အဲ့တော့တီအန်အယ်လေးနေနောက်တော့နောက်ဆုံးစုပ်ခွာဖို့ဒါရက်တွေတတ်မှတ်ပြီးသွားပြီးဆိုတော့တီကြတဲ့တီအန်အယ်လေးမိုးကောက်ကနေစုပ်မယ်ဆိုတာခိုင်မာသွားပြီပေါ့ဗျာနော်ခိုင်မာသွားပြီဆိုတော့တီအန်အယ်လေးစုပ်မယ်ဆိုရင်တီအန်အယ်လေးဘာချန်ခဲ့မှာလဲဘာချန်ခဲ့မှာလဲပေါ့နော်ဆိုတော့ တခါတည်းကြရင် DNL ကဆုတ်သွားပြီးတော့သူ့ရဲ့လက်နက်တွေနဲ့သူ့ရဲ့တချို့သောလူတွေကို uniform ပြောင်းဝယ်ပြီးတော့ထားခဲ့တာမျိုးဆိုရင်လေဒါကတော့ဒါကတော့ရှင်းပြတော့တပ်မတော်ကိုနားလေပိုက်ထားပြီးလုပ်ရင်တော့တပ်မတော်အနေနဲ့ဒါကိုတိခန့်လို့တော့မရဘူးခွင့်ပြုလို့မရဘူးဆိုတော့တပ်မတော်လည်းသိပါလိမ့်မယ်နောက်တစ်ခုကတပ်မတော်ဒီနေ့ချိန်ထိမိုးကုတ်ရဲ့ကောင်းကင်ရံကနေမိုးမိတ်ရဲ့ကောင်းကင်ရံနေလင်းစီးအောင်ဖြတ်မပြောင်းဘာလို့လဲဆိုတော့သူ့ဂရီကိုသူတီချင်လို့တပ်မတော်ကစောင့်နေတာအဲ့တော့ November 20ရက်နေ့အထိတပ်မတော်ကစောင့်နေမှာပဲမင်း November 20ရက်နေ့စမဆုပ်သေးဘူးပြီးရင်သူတို့ရဲ့လှုပ်ရှားမှုတွေနော်ဒီမိုးကုတ်မှာ TNL နဲ့မန္တလေး PDN ဖွဲ့ရတယ်ပေါင်းပြီးတော့လှုပ်ရှားနေလှုပ်ရှားမှုတွေအကုန်လုံးစောင့်ကြည့်နေမှာအချိန်ကြီး စောင့်ကြည့်ပြီးတော့ TNL မဟုတ်တာတခုလောက်သွားမယ်ဆိုတာနဲ့ TNL ရှိတဲ့ဌာနချုပ်ကတော့ကျဲဖို့လေးပါဘူးတမပါအဲ့တော့ TNL ဘက်ကလည်းတရားစစ်သားဖို့လိုတယ်ကိုယ်ကတိကိုကိုတီးဖို့လိုတယ်လူဟာလူမှာကတိမျက်မှောက်သစားပေါ့ကတိမတီးဘူးဆိုရင်တော့အဲ့ကတိမတီးတဲ့လူတွေရဲ့ပြစ်ဒဏ်ကတော့ကြီးနိုင်တယ်အဲ့တော့အစိုးရအနေနဲ့ကတိပတိသူကိုပြစ်ဒဏ်ကောင်းအောင်ပေးဖို့လိုတယ်အဲ့တော့ TNL နားလေပိုင်းတဲ့ကိုယ်တွေမလုပ်အောင်လဲတက်ကစောင့်ကြည့်ဖို့လိုတယ်ဟို20နှစ်စဆုံးတယ်ကျွန်တော်တို့သိရတော့နော်တစ်ချိန်တည်းမှာပဲတခါဟိုဟိုအဖွဲ့တွေက TNL ရဲ့ခေါင်းဆောင်တရားတရားတယောက်ဖြစ်တဲ့တာဖုံးကျော်ကတော့ဟိုသူသူပြောတဲ့စကားတော့ကျွန်တော် အရှိန်မပြောတော့ပါဘူး။ तू ကကြပြားလို့စားလို့ကြောင်းတို့ကြောင်းတို့ထားရေးတာပေါ့နော်။ဒါပေမဲ့ဒါပေမဲ့ကြောင်းပါ။အဲ့ထက်မှာဘာဘာလာရဲ့ဆိုတော့သူတို့ဆုတ်ရခြင်းအကြောင်းရင်းတွေကြောင့်ကြီးတဲ့ခါမှာရှင်းပြတော့သူတို့ဆုတ်ခြင်းလို့ဆုတ်တာမဟုတ်ဘူးဆိုတဲ့သဘောမျိုး။အချိန်နဲ့ချိန်ခါသူတို့ဆုတ်ရတာအင်အားစုကိုချုပ်တာ။တက်လို့ပေါ့မျိုးစုံပြောတော့ပေါ့နော်။ဆိုတော့ကျွန်တော်အဲ့ထက်မှာကြောင်းမှာသွားတွေ့တယ်ပေါ့။ तू ကတော့ तू ဆုတ်ရခြင်းအကြောင်းရင်းတည်။ပြားရရောတခြားအချိန်တွေရောမျိုးစုံပေါ့ဗျာအဲ့အားလုံးနဲ့ပေါင်းဆက်ပြီးတော့ပြောပြီး तू မဟာမိတ်ဖွဲ့တွေကိုကျင်စစ်ကျင်နေအောင်လို့ဆိုတဲ့သဘောမျိုးနဲ့ तू ကဒါဆုတ်တယ်ဆိုတဲ့အကြောင်းရအားပြန်စုတာပေါ့။ဆိုတော့ဟောလို့တားဖုံးကြောင်းဟိုရင်တော့ तू ထုံးကင် sorry ထုံးတို့ထားမယ်လို့ तू ပြောခဲ့တယ်။ထုံးတို့ကို तू ထုံးလေးအောင်ကင်ခဲ့ပြီးပြီ။ ထုံးတို့ကိုထုံးတော်ကန်ခဲ့ပြီးသွားပြီအခုကြတော့တရလနေတာဖုံကျော်ကြီးကထုံးတို့ကိုထုံးကန်ပြီးတာနေနောက်တစ်ဆင့်ခုသူအားစုတော့မယ်ဆိုတော့ဟောလို့သူအားဘာနှခုစုမလဲတော့မသိဘူးပေါ့နော်ဆိုတော့သူအားစုရင်သူအားစုတော့လဲအေးပေါ့လေအားစုတော့လဲစုပေါ့ဗျာနော်အားစုတော့လဲဟိုကျွန်တော်တို့ကလည်းတယောက်ကိုနှလုံးရှိတာပေါ့နော်အားစုလဲစုပေါ့နော်သူစုတော့လဲစုပေါ့အားစုတော့လဲပြေးရမရှိတာပေါ့နော်ဆိုတော့အားပြန်စုဖို့တဲ့ဆိုတော့တာဖုံကျော်တို့အားပြန်စုဖို့ဆိုတော့လဲကျွန်တော်တို့ဘာပြောမှမသိဘူးပေါ့နော်အဲ့တော့သူ့စာတွေမှာပါလာတဲ့တချို့စကားလုံးတွေအသုံးလုံးတွေအရဆိုရင် ဆင်းကြတော့အချိန်ခါမယူသူကသူ့ဂရိကိုသူချိုးချင်ချိုးမယ်ဆိုတဲ့အဓိပ္ပာယ်တော့တက်ရအောင်တက်ရအောင်လေဆိုတော့တပ်မတော်တွေကလည်းဒါမှမသိဘဲနေလာတပ်မတော်တွေသိပါတယ်သိပါလိမ့်မယ်တပ်မတော်ဒါမသိဘဲတပ်မတော်လူတွေပို့ပြီးတော့စောင့်ကြည့်နေလူတွေဆိုတော့သူတို့ပို့သိပါလိမ့်မယ်ဆိုတော့ဒီ TNL တွေပြန်ဆုတ်ခွာတာကပြဿနာမဟုတ်ဘူးကျွန်တော်မြင်တာကနောက်မှကြံနေခဲ့မဲ့ mentally PDF အုပ်စုရဲ့အခြေအနေအဲ့တော့ TNL ကဒီ PDF ကိုဘာထားပေးခဲ့မလဲဆိုရက်ချက်တစ်ချက်နောက်တစ်ခုက PDF ပြရကူတို့ကမင်းအမင်း TNL ဆုတ်ဆုံးငါတို့မဆုတ်ဘူးကွာငါတို့ကစစ်တော့ကိုခံချမယ်ကွာဆိုတဲ့အမျိုးသူအတန်လွတ်ပြီးသွားပြီ လွှင့်ပြသပြီးတော့အညာလာ PDF တွေပါသူကခေါ်နေပြီ PDF တွေနဲ့လာဝင်ပြီးပူးပေါင်းပြီးမိုးကိုကာကွယ်ရဖို့ခေါ်နေပြီဆိုတော့ကျွန်တော်ကဒီနေရာမှာတိုက်တွန်းနေတာတခုရှိတယ်အညာလာတအုပ်စုလို့ပေါ့အခုအညာဒေသမှာတိုက်နေတဲ့အညာလာတွေကိုလုံးမတိုက်ရတော့မိုးကိုသွားကြအခုမိုးကိုဆုလိုက်ဆုဖို့တက်တော့တော့လမ်းဖွင့်ပေးလိမ့်မယ်လမ်းကြောင်းဖွင့်ပေးလိုက်တက်ကလည်းလမ်းကြောင်းဖွင့်ပေးလိုက်အခုလုံးမိုးကိုလွှတ်လိုက်ပြီးရမယ်ဘသူတိုက်ပါတိုက်တော့မိုးကိုမှာတပွဲနဲ့အပိတိုက်အေးရောလားအဲ့လိုလုပ်ဖြစ်နေနော်ဆိုတော့သွားကြမမောင်ဆောင်ခါတို့အုပ်စုတွေငကားတို့အုပ်စုတွေတခြားအဖွဲ့တွေကိုလုံးအမှသွားပြီးမိုးကိုသွားဆုပေါင်းပြီးတော့ဆုပေါင်းခါစစ်ဆင်ထားလိုက်ဆင်ထားလိုက် ကိုတက်ကလည်း okay မင်းပလောက်လေးသွားပြီဆိုတော့ငါတိုက်ပြီွာဆိုပြီးတော့တိုက်တော့အဲ့မှာတပွဲလေးပြီးသွားပေါ့အဲ့မှာညာညာမှာ PDF တွေမရှိတော့ဆိုလဲကောင်းတာပေါ့နော်အဲ့တော့ဟိုမိုးကတော့ကျင်းနေပြုံးပေါ့အဲ့လိုရှိအဲ့တော့စောင့်ကြည့်ကြတာပေါ့ဘယ်လိုလုပ်မလဲဒီ mentally PDF ဆိုတဲ့ PDF အုပ်စုတွေကဘယ်လိုဆက်ပြီးရင်ဆိုင်မလဲတက်ကောဘယ်လိုပြန်သိမ့်မလဲဟို TNL ကဘယ်လိုရက်တည်မလဲကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့တိတ်ပြီးတော့ပွင့်လိုက်ပြောင်းတော့တိတ်မယိုးရှင်းတာတွေတော့အများကြီးတော့ရှိနေတယ်တစ်ချိန်တော့ TNL ကအဲ့လိုပြောနေတယ်ချိန်တော့လည်းတက်ကလည်း TNL နဲ့အခြေအနေကိုကြည့်ပြီးတော့သူကလည်းကစားရမှာရှိနေတယ် TNL နဲ့ကိစ္စပြတ်ပြီဆိုရင်သူက KAI နဲ့ကိစ္စသူကျန်သေးတယ် ခုကြားတော့တော့လာမယ့်ဒီဇင်ဘာထဲမှာအခု normal လောက်ပုံမှန်သုံးဖို့ဒီဇင်ဘာထဲမှာ KIA နဲ့တက်တဲ့ဆွေးနွေးဖို့ရှိတယ်လို့ကြားတယ်။ဟိုဆွေးနွေးတာတော့အရင်လေးကဆွေးနွေးရရှိနေပါတယ်။အခုလည်းတခြားဆွေးနွေးမယ်လို့ကြားတယ်။ဆွေးနွေးပြီးတော့တို့ကဒီ NCA လုပ်မလား၊ဒါမှမဟုတ် Cisara ရင်လုပ်ထားမလား။အဲနေနေတက်မှာမလား၊ပိုက်ချမလား။စသဖြင့်ဒါတွေကတို့ KIA နဲ့တက်တဲ့ဆွေးနွေးကြအောင်မယ်။ဆွေးနွေးဖို့လည်း ကဲဘက်ကတော့ထုတ်ထားပြီးသားပဲအရင်ကခွန်ဘောတော်ကိုယ်တိုင်ရေးတာပဲမိခွန်ကတော့ခွန်ဘောတော်ကိုယ်တိုင်ရေးတာပဲနော်ဘယ်လိုလောက်မလဲနေပြီးတော့မှတော့လာမဆွေးနွေးဘူးဆိုတာမျိုးခွန်ဘောကိုယ်တိုင်ရေးတာပဲနေရာတစ်ခုတတ်မှတ်ပြီးဆွေးနွေးကြမယ်ဆိုတာမျိုးဒီခွန်ခွန်ကတော့ခွန်ဘောကိုယ်တိုင်ခွန်ဘောကိုယ်တိုင်ရေးထားတာဖြစ်တဲ့အတွက် KIA နဲ့တက်ပြီးတော့ဆွေးနွေးနေဆွေးနွေးဖို့ကိစ္စဒီနိုမှာလောက်ကုန်မယ်ဒီစမှာထဲကတရရက်မှာသူတို့သိကြဆွေးနွေးကြမယ်ကိစ္စကတော့ဖြစ်လာဖို့ရှိတယ်ပေါ့နော်ဆိုတော့ဘာပဲပြောတက်ပြီးတော့အနေနဲ့ကဒီ TNL နဲ့ဆွေးနွေးမယ်ဆွေးနွေးတာလဲတော်တော်များပြပြပြီးလို့ KIA နဲ့ဆက်ဆွေးနွေးမယ်ဆွေးနွေးပြီးသွားရင်တော့ဟိုတက်ကသူ့ရဲ့ဒီနေမြေတွေပြန်ပြီးတော့ထိန်းကျောင်းတာပြန်လုပ်ဖို့နော်ဒါပေမဲ့အခြားတစ်ဖက်မှာတော့တက်ပြီးတော့က ဒီကျွန်တော်တို့မသိလိုက်တာလားကျွန်တော်တို့ပဲမေးလျော်သွားတာလားကျွန်တော်တို့ပဲလွဲနေရလားတော့မသိပေမဲ့ပေါ့နော်ဆိုတော့ဝ data နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မသိလိုက်တဲ့အချက် information တခုကထွက်လာတယ်အဲ့ဒါကလည်းကျွန်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဝ data ပေါ့နော်ဝ data ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံးဆိုင်ရာမြို့ပြင်ဆင်သတ်မှတ်သည်ဆိုပြီးကြီးညာလိုက်တာတွေ့ရတယ်အဲ့ဒါပြီးခဲ့တဲ့ September 19ရက်ကလေးကအမိတ်မှတ်တခုနဲ့ကြီးညာထားတာဗျာကျွန်တော်တို့ကလည်းခုမှအဲ့ဒါကိုတော့တွေ့ရတယ်ဘယ်လိုတွေ့ရလဲဆိုတော့အရင်တော့ကဝရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့မြို့ကခုပံမြို့ဆိုသတ်မှတ်တယ် အခုအဲ့ပေါ်ပြချက်ကိုဝါကိုပဲချုပ်ခွင့်ရဒေတာရဲ့တိုင်းဟာမမှန်းမျိုးဆိုပြောင်းပလိုက်တယ်အဲ့ဒါကိုဒါဘုံကြူကြီးမြောင်းလိုင်းရဲ့ဒါအမိတ်မှဆိုပြီးတော့ကျင်ညာတာတွေ့ရတယ်ဆိုတော့ဝါဒေတာရုပ်ဆိုင်ရမျိုးဟာမမှန်းဖြစ်သွားတယ်ဟိုပန်မဟုတ်တော့ဆိုတော့ဒါဆိုရင်ဟိုပန်ကိုဟိုပန်ပန်လုံးကိုတက်ကဝါလက်ထဲကိုတကယ်ပဲသူဒီဥပဒေတိုင်းဖွင့်ပြချက်ဥပဒေတိုင်းပေးလိုက်တာလားဘုံကြူဥပဒေပါတိုင်းလက်လျှော့ပေးလိုက်တာလား ဆောင်မရဘူးဖြစ်တယ်ဆိုတော့တော်ဘလို့လဲပေါ့ဒါဘလို့လဲစောင့်တော့ကြည့်ရပါဘူးเนาะဆိုတော့ဒီ10 20ကိုစစ်စင်ရပြီးမှာဟိုပန်ပလုံကအရင်ကတက်ကထိချိုးထားတယ်နေမြေတက်နဲ့ဟွာတွေပေါင်းပြီးတော့ထိုင်ထားတယ်မြေအခုအဲ့မှာတက်ကမထိုင်တော့ဘဲနဲ့တက်ကမမန်းကိုရှုလိုက်ရှုလိုက်ကျွေ့မဲ့သဘောလားဟိုပန်ပလုံကဟွာတွေပဲတည်တန့်ထိုင်ခိုင်းတော့မှာသဘောလားဒါဆိုရင်ကျွန်တော်တို့ကနေမြေတွေချိုးရတဲ့ချိုးနေမြေတွေတက်ကနောက်ပြန်ဆုပ်ပေးလိုက်တာလားဘာသဘောတူညီချက်လဲဆိုတာကျွန်တော်တို့လည်းမသိနိုင်ဘူးအဲ့တော့ပလောင်နဲ့လည်းအလားတူပဲကျွန်တော်ကမိုးကုတ်မိုးမိတ်ဆုပ်ပေးလို့ပြောပြီးတော့တချို့မျိုးတွေတို့ဆက်ယူသွားအောင်ပါလားဘယ်မျိုးတွေတို့ချန်ထားခဲ့မှာလဲကိုယ်ပဲအုတ်ချက်ခွင့်ရပလောင်ကိုယ်ပဲအုတ်ချက်ခွင့်ရဒေတာတဲ့ပို့တဲ့မျိုးတွေကို ပလောင်ရီတစ်ထည့်ကိုထည့်မလို့လားထည့်မှာလားထည့်လို့ရသလားမရသလားစသဖြင့်ဒါတွေစဉ်းစားကြတယ်အများကြီးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံရေးခင်းချက်မှာကျွန်တော်စောင့်မယ်ကြည့်ပါတယ်ဘယ်သူတွေကဘယ်ခြေလမ်းလမ်းပြီးဘယ်ခြေလမ်းမပါလို့တယ်ဒါတွေကတမိုင်းမှတ်ကြောက်တွေပါလေအားလုံးကတမိုင်းမှတ်တမ်းမှောက်မှတ်တမ်းမှတ်ရတွေနဲ့မှတ်ကြောက်တွေပါဆိုတော့ဒီတမိုင်းမှတ်တမ်းမှတ်ရမှတ်ကြောက်တွေတွေမှာကျွန်တော်တို့ကတရားခဏမဖြစ်အောင်လို့ကိုယ့်ကိုနေကြဖို့လိုပဲလို့ကျွန်တော်မြင်တယ်ဘယ်လိုပြောရလဲဒီတော့